ကျွန်တော်တို့က Lion Rock ပေါ့နော်အပေါ်ဆုံးမှာရှင်နန်းတော်ရာနေရာရောက်သွားတာပါဒီငါနိုင်ငံကိုလေမေဆူမတော်မဖြစ်သွားလေစီခြင်းနဲ့ပျော်စရာနေရာလေး၃ခုကိုဒီဗီဒီယိုလေးကနေတင်ဆက်ချင်ပါတယ်ခင်ဗျာ ာနိုင်ငံကအများစုသိကြတဲ့အတိုင်းဘာသာရေးနဲ့သက်ဆိုင်တဲ့နေရာတွေအထူးများပြတာမလို့တာသနိကနေရာတွေဖြစ်တဲ့ဖျားစီဒီပထိုးဘုံကြီးကျောင်းစတဲ့နေရာတွေဒါလေပတ်ဆရာရှိမယ်လို့ထင်တတ်ကြပါတယ်တကယ်တော့သီးလင်္ကာနိုင်ငံမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့တခြားလေပတ်ဆရာနေရာများစွာရှိပါသေးတယ်အဲ့ညာတွေကမှသွားသင့်တယ်လို့ကျွန်တော်ညွှန်းဆိုချင်တဲ့နေရာ၃နေရာရှိပါတယ်စီဂရီယာစီဂရီယာဒါမှမဟုတ်ဆင်ဟာဂီရီဆိုပြီးချင်းတိဦးခေါင်းတောင်ဖြစ်ကဘာကျော်တဲ့ဒီနေရာဟာသီးလင်္ကာရောက်ရင်မတော်မဖြစ်နေရာတွေထဲမှာတစ်ခုအပါဝင်ဖြစ်ပါတယ် မတလီ district မြောက်ပိုင်းရဲ့ဒံဘူလမြို့နားမှာတည်ရှိနေပါတယ်။ရှီဟောင်းတမိုင်းဝင်နေရာတစ်ခုလည်းဖြစ်လို့ဝင်ကြီးကောက်ခံပါတယ်။တောင်ပေါ်လဲတက်မယ်ပြရိတ်လဲဝင်မယ်ဆိုတူဦးကို35ဒေါ်လာကျတင်ပြီးပြရိတ်ပြီးသန်းဆိုရင်တော့6ဒေါ်လာပဲကျတင်ပါတယ်။မနေ့9နိုင်ရနေ့ညနေ6နိုင်ခွဲထိနေ့စဉ်ဖွင့်နေနေရပါ။ This is a good viewpoint. Once you go to the deck, you will take a good picture. အခုကျွန်တော်တို့ကတောင်တက်မယ်ပေါ့နော်ဆိုတော့ဒီတောင်ကြီးပဲစရီလင်္ကာနိုင်ငံလာလို့ရှိရင်မဖြစ်မနေတက်ကြရဲမှာပါတယ်ကျွန်တော်တော့အာပထမတော့မူလအစီအစဉ်ရဆိုအောက်မှာပဲနေလို့ပဲဒါပေမဲ့အခုအဖို့ထိတက်ပြီးတော့အာရှုခင်းကြည့်မယ်ပေါ့နော်လိုက်ခဲ့ပါကြအောင်နဲ့ချင်းတိပုံစံရှိတယ်ဆိုတော့စီဂရီယာတောင်ဟာတစ်ချိန်ကရှီဟောင်းခန်တက်နန်းတော်ကြီးတစ်ခုလည်းဖြစ်ခဲ့ပါတယ် န်တက်နန်းတော်ကိုပေ990မြင်းနဲ့ granite ကြောက်တောင်ကြီးပေါ်မှာတိဆောက်ထားပြီးအိတ်ခစ်ကတော့ကြောက်တောင်ကိုလီကတိတွေ twin two ပြီးတော့တက်ခဲ့တဲ့အကျဉ်းချံတွေကိုမြင်တွေ့ကြရပါတယ်။ဒီခန်တက်နန်းတော်ကို ED 498ကနေ495ထိအုပ်ဆိုးခဲ့တဲ့အရင်ကက်ဆီယပါကတိဆောက်ခဲ့တာဖြစ်ပြီးတော့အရင်ကတော့ဒီနေရာဟာတောကြီးမြက်မဲဖြစ်ခဲ့ပြီးမုန်တိုင်းတွေနဲ့မြေပြိုကျမှုတွေဖြစ်ပြီးတဲ့အခါမှာတော့တောင်ခွင်လေးဖြစ်ကျန်ခဲ့တာပဲဖြစ်ပါတယ်။ဒီအားဆိုလို့ရှိရင်ကျွန်တော်တို့မစင်နမပုံစံရှိနေနေရအောင်အဓိကမြင်ရတဲ့နေရာပေါ့ဒီရေကန်ကြီးကကြတော့သူကရှစ်မြောက် ော်တိုဂရမ်ဆိုတော့ရှင်းမြောက်ချစ်တောက်ရှိတဲ့ရေကန်ကြီးပေါ့နော်ဆိုတော့ဒီညာကိုလည်းအဲလာပြီးတော့လေ့လာလို့ရတယ်ပြီးတော့ဒီတောင်ကြီးကိုဘာလို့အဲ့လိုခေါ်လဲဆိုတော့ဒီတစ်ခုလုံးမှာတော့ဒီ monastery ဘုန်းကြီးကျောင်းနေကျောင်းဆောင်နေအများကြီးရှိတယ်ပေါ့နော်ဆိုတော့တမိုင်းနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးတော့ပြောကြတယ်တချို့ကလည်းဒီညာမှာလာပြီးတော့ဒီတောင်ထိပ်မှာဘီရင်ကဒီနိုင်ငံသားသားနိုင်ငံသားသူတွေရောနောက်ဒီ local ကသူတွေပေါ့နော်သူတို့နဲ့ပြောပါနေရလို့လည်းပြောကြတယ်ဒါတော့တမိုင်းဖြစ်မှာတော့ဘာအဆစ်ဖြစ်မလဲကျွန်တော်သိတာမသိဘူးပေါ့ that the name derived from that his name stop the water seeping inside to the cave you can see the khatri rock yeah down တက်တာကအဲ့တော့အချိန်အားဖြင့်ဆိုလို့ရှိရင်တော့တနားရီခွဲဝင်းချလောက်ကြာတယ်ပေါ့နော်အတောင်တက်တော့ပြောပြန်ရှင်းလဲလောက်တို့ကြာတယ်တောင်ကအရင်မမြင်ပေမဲ့လူစီကားရဲ့နေ့တွေမှာဆိုရင်တော့အတက်အစင်းလန်းတွေမှာလူတွေပြည့်ကျက်နေတတ်လို့ပုံမှန်ဆိုနိုင်ခွဲခန့်တက်ယုံနဲ့ရောက်နိုင်ပေမဲ့တနားရီခွဲခန့်အချိန်ယူပြီးဖြည်းဖြည်းချင်းစောင့်ဆိုင်တက်ကြရတာမျိုးလည်းရှိပါတယ်

အပေါ်တက်ဖို့အများကြီးဆောင်နေကြအလို့ဖြစ်တယ်။ဒီခြေပွားတွေကိုထည့်တာလေ။ဟုတ်လား။ခြေတော့ကိုထည့်တာလေပေါ့နော်။တောင်တဝက်မှာတော့နန်းတော်မဟုတ်ဦးကိုစပြီးမြင်ကြရပါတယ်နန်းတော်မဟုတ်ဦးမှာခြေသိခြေတော့တွေကိုထွန်းထုထားတာလေမြင်ကြရပါလိမ့်မယ်ဟိုတော့လေးကြီး No battery. Yeah, no. အသေးအကြာကောင်းတဲ့နေရာလေးတို့အခုစတက်နေတာပေါ့နော်။စံတက်လိုက်တာအောက်မှလည်းနောက်မှညီပဲ။စင်းတဲ့လူတွေလည်းစင်းတဲ့လူတွေလည်းအတက်။ Wow. ဘာလို့ဒါပြထားလဲ။ ဒီလမ်းပိုင်းကတော့အတက်အဆင်းဆောင်းရတာအကြဆုံးလမ်းပိုင်းလေးဖြစ်ပါတယ်။တန်ချင်းနှင်းလေကတိတွေနဲ့တန်တိုင်းလေးတွေကိုပဲအားပြုပြီးတက်ကြရတာမို့အမြင့်ကျောက်တဲ့သူများအတွက်ကတော့ရှင်တုံစရာပါပဲ။ကတော့ကျွန်တော်တို့ကဒီ Lion Rock ပေါ့เนาะအဲ့ဒါရဲ့အပေါ်ဆုံးမှာရှင်နန်းတော့ရာနေရာရောက်သွားတာပေါ့ ဒီခန္ဓာနန်းတော်ဟာအရင်ကတော့ဗုဒ္ဓဘာသာဖုန်းတော်ကြီးတွေရဲ့ဘုန်းကြီးကျောင်းလေးဖြစ်ခဲ့ပြီးတော့ကက်ရှားပါဘီယင်ကဒီနေရာကိုထိနဲ့လူခံရမယ်အနေကနေရှောင်ရှားရင်းနန်းတော်လာတည်ခဲ့တာလို့လည်းသိရပါတယ်ကရှယာပါလက်ထက်မှာဒီနေရာကြီးတစ်ခုလုံးဟာဖွံ့ဖြိုးတိုးတက်စီမံခဲ့တဲ့မြို့ဝင်းကြီးနဲ့ခံတက်နန်းတော်ကြီးဖြစ်ခဲ့တယ်လို့လည်းပြောကြပါတယ်။ဒါပေမဲ့လည်းဘီယင်ဟာနောက်ဆုံးမှာထီးနန်းဆွန့်လွတ်လို့ကိုကိုကိုအဆုံးစီရင်သွားခဲ့ရပြီးနောက်ပိုင်းမှာတော့ဒီနေရာကိုဖုန်ကြီးကျောင်းဝင်းကြီးအဖြစ်ပြန်လည်အသက်သွင်းခဲ့ကြပါတယ်။တမိုင်းကတော့အမျိုးမျိုးဖြစ်နေတာကိုလည်းသိခဲ့ရပါတယ်။ တချို့ကလေဒီနေရာဟာမဟာယာနဗုဒ္ဓဘာသာနဲ့ထေရဝါဒဗုဒ္ဓဘာသာတို့ရဲ့အားပြိုင်မှုမှာအရေးပါတဲ့နေရာလို့လည်းဆိုကြပြန်ပါတယ်အခုကတော့ပြန်မယ်ပြန်ရှင်းတဲ့ခါလေးအတိုင်းပဲပါပြီးတော့ပါ Yes the king throne Ah king throne ီနားမှာဟွာရှိတယ်။ဟွာလဲ။ပြောပလင်ရှိတယ်။ပလင်ပလင်ပလင်။ကျွန်တော်အစင်းမာလေးဒီလိုလည်းပြန်ဆောင်ရတယ်။အကြောင်းအရာယူ။အပြန်လဲကတော့ကျွန်တော်တို့အခုလိုပြီးတော့တောင်လေးကိုကတ်ပြီးတော့ပြန်လာတော့ အစင်းထဲမှာတော့ပြားရိတ်သွားတဲ့နေရာရှိပြီးပြားရိတ်မှာတော့ဂူရင်းနဲ့ရဲ့စီးပကြီးတွေကိုပါမြင်တွေ့လေ့လာနိုင်ကြပါတယ်။ဒီလိုကတော့ဘယ်လိုလဲ။ဟာ၊ဒီကဘယ်လိုလဲ။ကာစပါနဲ့။ဒီကဘယ်လိုလဲ။ တချိန်ကစီကားတဲ့မြို့တော်နဲ့ခန္ဓာနန်းတော်ရှိရာစီဂရီယာဟာအခုထိတိုင်တိရိလင်္ကာကိုလာတဲ့သူတိုင်းကိုဆွဲဆောင်နေပါတယ်။မီနီဗီယာနေရှင်နယ်ပါက်တိရိလင်္ကာမှာသဘာဝအမျိုးသားဥယျာဉ်တွေအများအပြားရှိသလိုဆာဖရီပုံစံလွတ်လွတ်လပ်လပ်တောရိုင်းတိရစ္ဆာန်တွေကိုလေ့လာနိုင်တဲ့နေရာလည်းများစွာရှိနေပါတယ်။ကျွန်တော်တို့ကတော့တောလက်ဆာခီးမှာလမ်းချောတင့်နေတဲ့မီနီရီယာနေရှင်နယ်ပါက်ကိုရောက်ရှိခဲ့ပါတယ်။ ီနေရာဟာတီးလင်္ကာနိုင်ငံရဲ့ဗဟုမြောက်ပိုင်းဒေသမှာတည်ရှိနေပြီးအနီးမှာပိုလိုနာရူဝါမြို့ရှိပါတယ်။ဒီနေရာကိုဆင်ဆာဖရီခီးစဉ်အဖြစ် လာရောက်လည်ပတ်ကြလိရှိပါတယ်။ဝင်ကြေးအားဖြင့်တော့တဦးကိုဒေါ်လာ90ခန်းပေးရပါတယ်။လူများစေပါ။တဦးတည်းဆိုရင်တော့ဒေါ်လာ180ခန်းလေးကျတင်သွားနိုင်ပါတယ်။ချစ်ကားပြောင်းလဲစီးနေရတာဖြစ်ပြီးတော်ရင်ခီးချန်းကိုချစ်ကားနဲ့လှည့်လည်ကြည့်ရှုရတာမျိုးဖြစ်ပါတယ်။လေပတ်ချိန်အားဖြင့်တော့၄နာရီခန့်အချိန်ယူပါတယ်။ ခုကျွန်တော်တို့ကဒီ wildlife တွေပါလဲပဲဘောနော်စတီးလင်ကကြတော့တကယ် wildlife ပေါ့တကယ်တဘာဝသရိစံတွေထွက်ထားတဲ့ဒီသရိစံတွေကြည့်ရတာရတာပေါ့အဲဒါကြောင့်မလို့ဆွေးလင်ကကိုလာပြီးဆိုလို့ရှိရင် wildlife ကိုကြည့်ကြတာအားဖြင့်အခုကျွန်တော်တို့ဆိုလို့ရှိရင် wildlife ကိုသွားပြီးကြည့်လို့ပြပါနေတာပေါ့အခုကျွန်တော်တို့ကားပြောင်းစီးရတယ်ရေကျွန်တော်တို့စီးလာတဲ့ကားကတခုပေါ့အခုတော့ကျွန်တော်တို့ချစ်ကားလေးပြောင်းစီးပြီးတကားလေးလေးရပါ ဆင်ဆာဖရီဖြစ်လို့စင်ရိုင်းတွေသဘာဝတိုင်းကျက်စားနေကြတာကိုအဓိကမြင်တွေ့ကြရမှာဖြစ်ပြီးချက်တိဆက်စောင်းခုန်ကအမျိုးမျိုးတွေကိုလည်းမြင်တွေ့ရတတ်ပါတယ်။နေ့လေထမင်းစားပြီးချိန်လေပတ်တာအသင့်လျော်ဆုံးဖြစ်ပြီးတော့ညနေပိုင်းရေတောက်အစာရှာတဲ့တော်ရိုင်းတရိတ်ဆန်တွေရဲ့အပြုတ်မှုတွေကိုမြင်တွေ့လေ့လာနိုင်ကြမှာပဲဖြစ်ပါတယ်။ မာတိယရှင်အမေကျန်နေမှတစ်ခါလေးဖြစ်ဘူး။အဲ့ဒီတော့အဲ့ဒီတော့ဒီစားကြည့်လိုက်ရောအေးကြတယ်လေဖြစ်ဖြစ်ပေါ့ဒီစားကြည့်တာဒီကောင်ကအကြီးအကြီးနဲ့ကောင်ရတယ်အဲ့ဒီကအဲ့ဒါဟိုင်းစီဟိုင်းစီအကြီးရဲ့ဟိုင်းစီအကြီးမြတ်တော့ဆေးအမျိုးစား ဆွေမရှိဘူးသူကအားကြောင့်သူတို့ကသူ့ရဲ့တဘာဝအရာကသူကဆွေမရှိဘူးအခေါင်ကြီးရဲ့မင်းရီယာဟာ 1938ခုနှစ်ကတည်းကဘေးမဲ့ကျိုးဝိုင်းဖြစ်လာခဲ့ပြီး1998ခုနှစ်ဩဂတ်လ12ရက်နေ့မှာတော့အမျိုးသားဥယျာဉ်ဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်အမိုးဖွင့်ချစ်ကားလေးနဲ့ဆာဖရီအရသာခံစားရင်တောရင်တရိဆန်တို့ရဲ့တဘာဝအပြုမှုတွေကိုလေ့လာနေတာမို့တီးလင်ကရောက်ရင်ဒီဆာဖရီမဟုတ်တော့နီးစပ်ရဆာဖရီတခုခုမှာဝင်လေ့လာတင့်တယ်လို့ကျွန်တော်အကြံပေးချင်ပါတယ်။အမ်ဘူလူဝဝတာဝါ

အမ်ဘူလူဘာဘာဆွဲတာပါတာကြည့်ကြည့်တာပေါ့နော်ဒီညာလေးကလည်းစိတ်ဝင်စားချက်ကောင်းတဲ့တီးလင်ကရောက်ရင်တော်တော်များများလာချားနေနေရလေးပါဝင်ကြီးကတော့လူကြီးတူအူကို6ဒေါ်လာနဲ့ကလေးတူအူကို4ဒေါ်လာပေးရပါတယ်။ အမ်ဘူလူဝဝတာဝါဟာပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ1965မှာရှိတဲ့အမ်ဘူလူဝဝတာဝါမှာတည်ရှိနေပြီးတာဝါတည်တဲ့အမြင့်က180ပေရှိပါတယ်360ဒီဂရီရှုခင်းကြည့်နိုင်ဖို့တာဝါရဲ့လှေကားပတ်လန်ကိုကြောင်လိန်ပုံစံဖန်တီးထားပြီးအထက်ရောက်လေလေလှေကားကျင်းသွားလေမှုအသေးတရားနဲ့တည့်ရတဲ့ခံစားမှုကိုပြီးဆွဲပါတယ်။ ရင်အသေးရစရာကောင်းတဲ့အမ်ဘူလူဝါဝါတာဝါကြီးကိုတက်ကြတယ်အရောက်မှိုက်တယ် 我得赶紧整理一下。Well, ရားပြန်ကောင်းကျွန်တော်ဒီနေ့ကချုပ်တက်ပြီးပါမဖြစ်တော့ဘူးဒီနားလေးတွေကတော့ကျိုးနေလွတ်နေရလေးရှိလူများတဲ့နေ့တွေဆိုရင်တော့လေကားချင်းလေးမှာအစင်းတက်ဆုံတဲ့အခါပူသေးရစရာစိတ်လှုပ်ရှားစရာဖြစ်ရပါတယ်

嗯，今天有？ ီတာဝါကြီးဟာ1998ခုနှစ်မှာတိဆောက်ပြီးစီးခဲ့တာဖြစ်ပြီးထိထိတက်လို့ရတဲ့လေကတိချင်းချင်းလေးတွေကြောင့်ခီးသွားရကြမှာအထူးရေပန်းစားပါတယ် ျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးမှာတော့တီးလင်ကနိုင်ငံမှာဘာသာရေးအဆောက်အအုံတွေပြင်နောက်ထပ်ထူးခြားတဲ့လေပတ်ဆရာနေရာတွေရှိသေးပြီးအဲ့ဒီတွေကကျွန်တော်သဘောကျတဲ့၃နေရာကိုရွေးနှုတ်တင်ပြလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုလည်းသဘောကျမယ်လို့ယုံကြည်ပါတယ် like and share လုပ်ဖို့လည်းမမေ့ပါနဲ့အောင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တီးဟ the traveler ပါ